ဘယ်ဘာသာမှအယုံကြည်မရှိဘူးဘာသာမဲ့လို့ခံယူရတဲ့ဆိုတော့ကလေးတချို့ကဘာသာတရားနဲ့ပတ်သက်ပြီးဘယ်လိုနားလဲအောင်ရှင်းပြမလဲခင်ဗျာသူတို့ reject လုပ်တဲ့အကြောင်းရှိလိမ့်မယ်ဘာကြောင့် reject လုပ်တယ်ဆိုတာအဲ့ဒီအကြောင်းတရားကိုအရင်သိအောင်ရှာအောင်ပေါ့အနာတိမဆေးရှိမှာဒီတိုင်းကတော့ဘုံဘုံမပြောနိုင်ဘူးအနောက်နိုင်ငံမှာကျတော့အမ် ခရိယနိုင်ခရိယဘာသာနဲ့တိဗ္ဗံပညာနဲ့သူသူဒလန်းစီဖြစ်သွားတော့ဆိုတာတိဗ္ဗံပညာကြိုးတဲ့ဟာပြီးအာခရိယဘာသာလက်မခံဥပမာအင်္ဂလန်နိုင်ငံမှာချေချပ်အင်္ဂလန်ဆိုတဲ့အင်္ဂလိပ်အတန်းကြောင်းတွေချောင်းတာဝင်ရဲ့ evolutionary theory ကိုလက်မခံအဲ့ဒါသူတို့ကြားမှာလန်နမြုပ်တဲ့ကောင်မှရှေ့သူတို့ကချောင်းဆောင်ရဲ့ evolution ကို evolution theory မသိမ်းပေဘူး အဲ့ဒါပညာဝင်ကြီးဌာနနဲ့ခဏခဏစကားညာအဲ့လိုဖြစ်နေအဲ့လိုဖြစ်တဲ့ခါကျတော့ဟိုတိပ္ပံအဒီအမြင်ကြီးများလာတဲ့ခါမှာဟိုအစမ်းသက်မခံနိုင်တဲ့အဲအယူဆဆိုရင်အဲ့လိုဖြစ်တယ်